အားလုံးမင်္ဂလာပါကျွန်တော်မနေ့ကပြောခဲ့သလိုပဲအခုချိန်နေရအားလုံးတော့ခက်ခဲတယ်ဗျာအဲ့တော့ဒီချိန်နေကြီးကိုခက်ခဲခက်ခဲတဲ့ဒီချိန်နေကြီးကိုကျွန်တော်ကဘယ်လိုမျိုးကြော်ဖြတ်နေလဲစိတ်ပိုင်းဆိုင်ရာအရာအရင်မဆိုးရွားအောင်ပေါ့နော်စိတ်ပိုင်းဆိုင်ရာကျန်းမာနေအောင်ကျွန်တော်တို့ဘယ်လိုမျိုးရင်ဆိုင်ကြော်ဖြတ်နေလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြသွားမယ်လို့ပြောထားတယ်အဲ့ဒါဒီနေ့မှကျွန်တော်ပထမဆုံးစပြီးပြောမယ်အဲ့ဒါဘာလဲဆိုတော့စိတ်ကျန်းမာနေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အကြောင်းအရာပါလဲဆိုတော့ကိုကျဲမာနေဖို့လိုအပ်တယ် ျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့စိတ်ကကြွားရဲပေါ့နော်စိတ်ကဟိုခံစားလို့မကောင်းတော့ဘူးစိတ်ကရမ်းစိတ်ညစ်သွားပြီတခုခုပေါ်နေပတ်သက်ပြီးစိတ်ဖိစီးမှုတွေအရမ်းများနေပြီစိတ်တွေအရမ်းညစ်နေရပြီဒါမှမဟုတ်လဲစိတ်တက်အရမ်းကြနေပြီဆိုပါလို့ဒီလိုမျိုးပြဿနာတွေဖြစ်ပြီဆိုရင်ကျွန်တော်တို့ပထမဆုံးလှုပ်ကြတာကဘာလဲဆိုတော့အစာတောက်ပြက်သွားတယ်နောက်တစ်ခါကျတော့မလှုပ်ရှားကျွန်တော်ပဲနဲ့ငြိမ်ငြိမ်လေးပဲနေကျွန်တော်တယ်သေချမ်းစားတော့ဘူးမစားချင်မတောက်ချင်ဖြစ်သွားရဲပေါ့နော်မစားချင်မတောက်ချင်ဖြစ်သွားရဲနောက်တစ်ခါကျတော့မလှုပ်ချင်တော့ ညင်ညင်လေးပဲနေချင်ကိုနဲ့ဘသူနဲ့မှမတွေ့ချင်တော့တလောကလုံးနဲ့အဆက်အသွယ်ဖြတ်လိုက်ချင်တယ်အဲ့ဟာမှာကို့အတွက်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်တတောင်တတရှိရလို့ခံစားရတယ်အရန်စိတ်တက်ကြနေစိတ်ညစ်နေအချိန်မှာအဲ့ဒါကြောင့်အများစုကစိတ်ညစ်နေပြီဆိုရင်ဆိုရှယ်မီဒီယာနဲ့အဆက်အသွယ်ဖြတ်လိုက်တယ်တငယ်ချင်းတွေနဲ့အဆက်အသွယ်ဖြတ်တယ်အိတ်ခန်းထဲမှာပဲနေနေကြရတယ်ဖုန်းတွေလည်းမကင်တော့စကားတွေလည်းမပြောတော့ဘူးအဲ့လိုမျိုးဖြစ်တယ်ဗျာစာအုပ်မတောက်ဘူးပေါ့တနေကုန်ဒီတိုင်းခွေခောက်ပြီးတော့နေတယ်အဲ့လိုမျိုးနေကြတယ်ဆိုတော့ရုပ်နဲ့စိတ်က အမြဲတမ်းမှဆက်ဆက်မှုရှိတယ်။စိတ်ကဖြစ်တာရုပ်မလာပေါ်တယ်လို့ရုပ်ကဖြစ်တာကလည်းစိတ်ကိုတွားပြီးတော့ထိခိုက်မှုတွားပြီးရှိတယ်။ကျွန်တော်တို့ဒီအချိန်လေးရစိတ်ညစ်စရာတော့အမှန်ပဲ။စိတ်ညစ်စရာကောင်းတာအမှန်ပဲ။ဖြစ်ပြက်နေတာတွေအကုန်လုံးကစိတ်မချမ်းသာစရာတွေကြီးပဲဆိုတာကတော့အမှန်ပဲ။အရန်ရုံးကန်နေရတယ်ဆိုတာလည်းအမှန်ပဲ။ဒါပေမဲ့ဒီလိုအချိန်လေးမျိုးမှာကျွန်တော်တို့ကကိုယ့်ကိုယ်ကိုပြစ်ထားလို့မရဘူး။စိတ်ကြမ်းမာနေဖို့အတွက်ကိုယ့်ကိုယ်ကိုပြစ်ထားလို့မရဘူး။ ဒီအချိန်မှာပို့ပြီးတော့တတိထားပြီးတော့ကျွန်တော်တို့ကကိုကျမ်းမာနေဖို့အတွက်လုံလဆိုက်ရမယ့်အခြေအနေပဲတဘောကဒီအချိန်မှာပို့ပြီးတော့ကျမ်းမာရင်းနဲ့ညီညွတ်စားမယ်တောက်မယ်နေထိုင်မယ်အရင်တုန်းကတော့ဖြစ်တယ်လို့စားဖြစ်တယ်လို့နေထိုင်တာပြဿနာမရှိဘူးဆိုပေမဲ့ဒီအချိန်မှာကိုကျမ်းမာနေဖို့အတွက်ကျွန်တော်တို့အာဟာရကိုယူဆိုင်မယ်နော်ကျမ်းမာရင်းနဲ့ညီညွတ်တဲ့အကြောင်းအရာတွေစားမယ်ဥမာထမင်းလျှော့စားမယ်အသီးအရမြင်းများစားမယ်အသီးနှံတွေစားမယ်ဒီလိုမျိုးအာဟာရနဲ့ဟိုဆစ်လေးလျှော့မယ်ရက်လျှော့မယ်စသဖြင့်အာဟာရနဲ့ညီညွတ်အောင် ဘာတကူနေမယ်ပေါ့နော်အဲ့တော့အစားတောင်းတဲ့ပတ်သက်လို့အဲ့လိုမျိုးနေမယ်နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကျွန်တော်ကိုချမ်းမာနေဖို့အတွက်လက်ချင်ငန်းနေပါလိလည်းလောက်ရမယ်လှုပ်ရှားမှုလုပ်နေရမယ်ဒီအချိန်ကကျွန်တော်ခုနပြောသလိုပဲတော်တော်များများစိတ်ဖိစီးမှုများတဲ့ခါကျရင်မလှုပ်တော့မလှုပ်တော့ခွေခောက်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လူကလေငြိမ်ငြိမ်လေးနေတာများလေလေသူကအနေကျလာတယ်လို့ခေါ်ရပါကျွန်တော်ငြိမ်ငြိမ်လေးနေလူကအနေကျလာပြီးတကူလုံးကလေးလံထိုင်းပိုင်းသွား ဲ့ခါကျတော့လေးလံထိုင်းမိုင်းမှုဟာပြန်ပြီးအုံနောက်ကိုတစ်ခါထပ်ပြီးတိုက်ရောက်တယ်။အဲ့ခါကျတော့ပို့ပြီးစိတ်ညစ်ပို့ပြီးစိတ်ညစ်တဲ့ခါကျပို့ပြီးမလှုပ်မလှုပ်တဲ့ခါကျလေးလံပို့ပြီးထိုင်းမိုင်းဒီဟာကတန်တရာလဲနေ။အဲ့တော့ကျွန်တော်တို့ကစိတ်ချမ်းမာနေဖို့အတွက်ရုပ်ချမ်းမာနေမှာရမယ်။ရုပ်နဲ့စိတ်ကအမြဲတမ်းတွဲပြီးတော့ဖြစ်နေတာ။ရုပ်ကောစိတ်ကောကနှစ်ခုလုံးချမ်းမာနေမှာလူကချမ်းမာတယ်လို့ခေါ်တာ။အခုကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာချမ်းမာနေဖို့အတွက်ကိုဆိုရင်ကိုစိတ်ချနေတွေမဆိုးရွားသွားဖို့ဆိုရင်ကျွန်တော်အကြံပြုချင်တာကရုပ်ကိုချမ်းမာအောင်ထားပါ။ ရုပ်ကိုကျမ်းမအောင်နေပါအဲ့အတွက်ကျွန်တော်နှစ်ခုကိုအဓိကပြောချင်တယ်အာဟာရကို give site ပါကိုစားတဲ့အစားအသောက်တွေ give site ပါကျမ်းမာရင်လည်းညီညွတ်ညတ်တအောင်စားပါဒီအချိန်မှာကျွန်တော်တို့အမြဲတမ်းစားအာဟာရပြတ်ဟိုဟိုမစားချင်မတောက်ချင်ဖြစ်တတ်တယ်မဟုတ်ဘူးရအောင်စားကျွန်တော်ဆိုလဲစိတ်ညစ်စရာရှိပြီဆိုရင်ဒါကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်တို့အာဟာရပြည့်စုံနေမှာရမယ်ဟုတ်တယ်မလားအားရှိနေမှာစိတ်ညစ်စရာရင်ဆိုင်နိုင်မယ်မလားအဲ့တော့ပထမဆုံးအာဟာရနဲ့ပြည့်စုံစားမယ်တခုတ် ဒုတိယတစ်ခုစိတ်ညစ်နေမလှုပ်ချင်မကန်ချင်ဖြစ်တတ်တယ်တစ်ချိန်လုံးနှုံးနေတတ်တယ်အဲ့ဒါကတန်တရားလဲပြီးတော့ပို့ပြီးတော့စိတ်ညစ်တတ်ပါတယ်အဲ့တော့ဒုတိယတစ်ခုကိုလက်လှုပ်ရှားမှုလေးလှုပ်ပါကျွန်တော်ဆိုရင်ဒီချိန်လေးမှာအရင်ကတော့ဆိုကျွန်တော်ကအရန်လေးဖြစ်တော့နေတာစံကုတိနေကျွန်တော်ဆိုရင်စားကျင်တာစားတယ်ဥမာဟိုစားစရာမှန်သမျှဆိုမှကျမိုင်နေမငင်ကြွတာရီးပဲစားတာနောက်တစ်ခါမလှုပ်ဘူးတနေ့ကုန်ကွန်ပျူတာရှင်းမှာပဲထိုင်နေတာတစ်ချိန်လုံးအခုဒီ2020ငါဒီဇူလိုင်လောက်ကမှစပြီးတော့ ျွန်တော်ကိုယ်စိတ်ကိုအခြေအနေကိုပြန်ပြီးတော့သုံးသပ်တဲ့အခါကျတော့ကိုယ်စိတ်ကိုအခြေအနေကအခြေအနေကနည်းနည်းဆိုးတယ်ဆိုးလာပြီပေါ့အခြေအနေသိစင်မပြေဘူးဖြစ်လာပြီโอเคဘာလုပ်မလဲကျမ်းမိုင်နဲ့ညညအောင်စားတယ်ကိုယ်လက်လှူရှာမှုလုပ်တယ်နေတိုင်းခြေလမ်းတောင်းလျှောက်တယ်အခုဆိုရင်ဘယ်နှလရှိနေလဲဇူလိုင်သားဩဂတ်ဇူလိုင်ဩဂတ်စက်တဘာအောက်တိုဘာ၄လရှိနေပြီလောကမပြတ်သေးဘူးနေတိုင်းခြေလမ်းတောင်းလျှောက်တသိန်းလျှောက်တသိန်းလျှောက်တာပြောတာတသိန်းခြေလမ်းတောင်းလျှောက်တာအဲ့ဒါကဘာဖြစ်စေလဲဆိုတော့ကိုကျွန်တော်စိတ်ရောကိုယ်ပါကျမ်းမာနေစေတယ်ဒီခက်ခဲတွေကိုရင်ဆိုင်ကြော်လွှားဖို့အတွက် ခန္ဓာကိုယ်ကျန်းမာနေစေရယ်ခန္ဓာကိုယ်ကျန်းမာတော့စိတ်လည်းလန်းလန်းဆန်းဆန်းကျန်းကျန်းမာမာရှိတယ်ခန္ဓာကိုယ်မကျန်းမာရင်စိတ်လည်းလန်းလန်းဆန်းဆန်းကျန်းကျန်းမာမာရှိနိုင်မှာမဟုတ်ဘူးအဲ့တော့ပထမအဆုံးကျွန်တော်တို့အတူတူလောက်ကြမယ့်ကိစ္စကစိတ်ပိုင်းဆိုင်ရာကျန်းမာနေဖို့အတွက်ခန္ဓာကိုယ်ကျန်းမာနေမှာရမယ်အားကစားလုပ်မယ်အာဟာရပြည့်ဝအောင်စားမယ်